မြန်မာဘောလုံးအကစားချစ်ပေးတဲ့ကြားလုံးမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးနဲ့အကစားသတင်းအစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစတဲ့ခင်မှာ channel ကို subscribe ပြုလုပ်တာပြုတော့ဆိုချင်ပါတယ်ရှန်ကုန် city fc ရဲ့တင်ကလာမယ့်မြန်မာ national league 2ပြိုင်ပွဲအတွက်ကျူတင်ပြင်ဆင်မှုတရအနေနဲ့မြန်မာလူရေးစင်ကစားသမားဟောင်းစီတူအောင်ကိုတနစ်စာချုပ်နဲ့ခေါ်ယူခဲ့ပါတယ်စီတူအောင်က2015စင်ကာပူစီးကိန်းမှာမြန်မာ23ဆင်းနဲ့ဒူးငွေတစ်စိတ်စုရရှိအောင်ဆောင်ဆောင်ပေးနိုင်ခဲ့တဲ့သူဖြစ်ပြီးတော့အရှင်ကစာပြီးမှာဘောလုံးပိတ်သက်တွေကြားစီတူအောင်ဆိုပြီးတော့နာမည်ကြီးခဲ့ပါတယ် စီဗောင်ကရန်ကုန်ယူနိုက်တက်အသင်းနဲ့ဝေချံဘောကစားသမားတအုပ်ဖြစ်ပြီးတော့ပြည်ထွင်းကလပ်တွေဖြစ်တဲ့ရန်နာဘုံသင်းရှိုင်းယူနိုက်တက်အသင်းနဲ့ရခိုင်ယူနိုက်တက်အသင်းတို့ကကစားခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒါအပြင်2018ခုနှစ်မှာထိုင်းလီဝမ်ကလပ်ဖြစ်တဲ့ချောင်းပူရီသင်း2023ခုနှစ်မှာထိုင်းလီဒူကလပ်အယုဒ္ဓယာယူနိုက်တက်အသင်းနဲ့ချိုင်းနက်စ်အသင်း 2024ခုနှစ်မှာဆာမတ်ဘရာကန်အသင်းနဲ့ Police Terror အသင်းတို့မှထိုင်းနီကလပ်တွေမှာပါဝင်ကစားခဲ့ပြီးတော့အခုနှစ်မှာရခိုင်ယူနိုက်တက်အသင်းနဲ့အတူမြန်မာ National League ကပြိုင်ပွဲမှာဆန်းဆောင်ရေးကောင်းပြသထားနိုင်ခဲ့ပါတယ်ဝေဒမကွန်းလည်းလူစင်သူအောင်ကအရှိအောင်အရှာအကစားပြန်ပွဲစီးကိန်းပြန်ပွဲမှာ -23 တင်တဲ့အတူ2023 2025 2029 2019ခုနှစ်အထိလေးကြိမ်ဆက်ပါဝင်ကစားကုန်ရရှိခဲ့သူဖြစ်ပြီး2015စင်ကာပူစီဂိမ်းမှာတင်ကုန်၅ခုနဲ့အတူကိုတင်အများဆုံးကစားသမားအဖြစ်မြန်မာကုန်ဆောင်နိုင်ခဲ့ပါတယ်မြန်မာလေးစင်ဘောလုံးစင်နဲ့အတူအောင်မြင်မှုအဖြစ်2014ခုနှစ်မှာဖိလစ်ပိုင်ဖိတ်ခေါ်ငင်းငယ်ဖလာရရှိအောင်ဆက်ဆောင်ပေးနိုင်ခဲ့ပါတယ်2016 ASC Women Asian Qualifier ခြေစပ်ပွဲစဉ်တွေကမ္ဘောဒီးယားလေးရက်တာလိုပါတော့တယ်။ 2026အမျိုးသမီးအရှာဖလားပြန်ပွဲဩစတြေးလျအတွက်ခြေစပွဲစဉ်တွေကိုဇွန်လကုန်ပိုင်းကနေစတင်ပြီးကျင်းပတော့မှာဖြစ်ပါတယ်။ခြေစပွဲအုပ်စုကမှအရှင်ဖြစ်တဲ့မြန်မာနိုင်ငံအတူအိန္ဒိရှင်းဘင်္ဂလားဒေ့ဟိုအရှာတဲ့တစ်စင်းဖြစ်တဲ့ဒါမင်းစတန်အရှိလေပိုင်းကဘာရင်အမျိုးသမီးတင်နေပါဝင်နေပါတယ်။မလေးရဲ့မြန်မာပြည်က AFC Women Asian Cup သမိုင်းတစ်လျှောက်2003 2006 2010 2014 2020တို့မှာအရှာဖလားချင်းစပွဲတွေအောင်မြင်ခဲ့ပြီးတော့ နောက်ဆုံးစင်ကိုတက်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ဒီနေ့မှာတော့ခြေစပွဲကိုအင်ရှင်အဖြစ်လက်ခံကျင်းပသလိုအုပ်စုတွင်အသက်သင်နေတဲ့အောင်ခြေစပွဲအောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့်ပြန်ပယ်အသင်းအလုံးကိုအနိုင်ကစားပြီးတော့အင်ကွင်းပြိသက်အပေးမှုနဲ့အခွင့်အရေးရယူသွားနိုင်ဖို့လိုအပ်ပါတယ်။မြန်မာမျိုးသမီးတွေရင်ဆိုင်ရတော့ရမယ့်ပြန်ပယ်တွေကဘင်္ဂလားဒေ့ရှ်အသင်းအုပ်စုခမှာတော့မြန်မာမျိုးသမီးအသင်း FIFA အဆင်55ပြီးရင်ဘင်္ဂလားဒေ့ရဲ့အသင်း FIFA 128ကပွဲအတွေ့အကြုံများပြီးတော့တောင်းတင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒီပြချုပ်အဖြစ်မြန်မာဘောလုံးနဲ့ကြုံးဝင်ခဲ့တဲ့အင်္ဂလန်သားပရီးမီးယားလိဂ်သားသမားဟောင်းနီပြပီတာဘလက်တာကို2024ခုနှစ်မှာခန့်အပ်တာခဲ့ပါတယ်။ပီတာဗဒလာကရန်ကုန်ယူနိုက်တက်နီးပြချုပ်အဖြစ်မြန်မာ National League 2009-2010ရာသီမှာတာဝန်ယူခဲ့တဲ့သူဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို 2009နှစ်ဝန်းကျင်ကမှစတင်ခဲ့တာဖြစ်ပြီးတော့အသင်းအနေနဲ့အာရှဖလားအမျိုးသမီးပြိုင်ပွဲကိုတစ်ချိန်မှအောင်မြင်ထားခြင်းမရှိပါဘူး။တောင်အာရှအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာတော့2020နဲ့2024ခုနှစ်တုန်းကချန်ပီယံဖြစ်ထားပြီးတော့အတန်အသင့်အောင်မြင်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒီနေ့ February နဲ့ match လာမှာ UE နဲ့တစ်ချိန်နိုင်ငံတကာချိန်ဆမှုကစားထားပြီးတော့နှစ်ပွဲစလုံးကို3-1နဲ့အရင်နိုင်ထားပါတယ်။ဘုံနိုင်ငံဖိတ်ကော်ပြန်ပွဲအဖြစ်မေလအတွင်းမှာအင်ဒိုနီးရှားဂျော်ဒန်တို့နဲ့ကစားခဲ့တဲ့နေရာမှာ တီရလက်တရားရှိခဲ့ပါတယ်ကစားသမားအလုံးကတော့ဘင်္ဂလားဒေ့ရှ်အမျိုးသမီးလီဂ်တွင်ကစားသမားတွေနဲ့သာဖွဲ့စည်းထားတာဖြစ်ပါတယ်ဗာရင်းအမျိုးသမီးလေးစင်တဲ့ FIFA အဆင့်92အနေနဲ့အောက်စုတဲမှာမြန်မာသင်းပြီးရင် FIFA အဆင့်ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်အခုနှစ်မေလမှာ UAE နဲ့ချင်းစံဝန်နဘက်ကစားထားပြီးတော့သေပွဲတွေဖြစ်ခဲ့ပါတယ်ရန်ကုန်ကမလာခင်မှာဆော်လာ12ရက်နေ့ကဆော်ရီယာရီဖြာအမျိုးသမီးသင်းနဲ့ချင်းစံခဲ့ပြီးတော့တကူကော်မရှင်နဲ့ရှုံးနေခဲ့ပါတယ်ဗာရင်းအသင်းကိုပြည်နေပြခါလဲ အာပင်ကတောင်းယူထားပြီးတော့ကစားသမားတွေကတော့ပါရင်ဆော်ရီယာတွေပြအမေရိကန်အသင်းတွေကကစားသမားတွေကိုအခြေခံပြီးတော့ဖွဲ့စည်းထားပါတယ်။တာမင်နစ္စတာမြန်သွေးဘောလုံးအသင်းကို2016ခုနှစ်ကစတင်ခဲ့ပြီးတော့တာမင်နစ္စတာအသင်းကတော့အုပ်စုတွေမှာအထွေထွေအနုမဲ့ဆုံးအသင်းတစ်သင်းဖြစ်နေပါတယ်။ဒမသောနိုင်ငံကပြိုင်ပွဲအဖြစ်2019ခုနှစ်ကတူရကီမြန်သွေးဖလားပြိုင်ပွဲမှာစတင်ကိုပါဝင်ကစားခဲ့ပါတယ်။ FIFA 141ဖြစ်ပြီးတော့ပြည်တွင်းပြခါမီမင်းစကာဆိုကတာဝန်ယူထားပါတယ်။ 2022ခုနှစ်မှာဘဟုအားရှာမြန်မာချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ရှင်မြန်ကစားခဲ့ပြီးတော့ထမင်းစတန်အသင်းနဲ့မြန်မာအားရှာဖလားချစ်တဲ့ဘက်ကိုတော့ယခုနှစ်မှာသာစတင်ဝင်ရောက်ရှင်ပြန်ကြပါထိုင်းနိုင်ငံကအင်ရှင်နိုင်ငံအဖြစ်ကျင်းပမယ်2025ခုနှစ်စီကေမြူတာဘောလုံးပြိုင်ပွဲကိုနေရာ300ခွဲပြီးတော့ကျင်းပတော့မှာဖြစ်တယ်လို့ထိုင်းနိုင်ငံဘောလုံးဖွဲ့ချုပ်ကအသိပေးထုတ်ပြန်ထားပါတယ် မြေသားဘောလုံးပြပွဲအဆုအစင်ပွဲစဉ်တွေကိုချင်းမိုင်နဲ့ဆွန်ခလာမြို့တို့မှာကျင်းပတော့မှာဖြစ်ပြီးတော့အကျိုးဘလူပွဲနဲ့ဘလူပွဲစဉ်တွေကိုပန်ကောင်းမြို့ရာသမင်္ဂလာကွင်းမှာကျင်းပတော့မှာဖြစ်ကြောင်းသိရပါတယ်။အမျိုးသမီးဘောလုံးပြပွဲတွေကိုတော့ချုံပူရီခရိုင်အတွင်းမှာကျင်းပတော့မှာဖြစ်ကြောင်းသိရပါတယ်။၂025ခုနှစ်33ချိန်မြောက်စီကေမြို့သားဘောလုံးပြပွဲအတွင်းမှာအသက်ကန်းသက်ချတိရှိပြီးတော့ပြိုင်ပွဲတွင် U22 ကစားသမားဒေတာပါဝင်ရှင်ပြန်ခွင့်ပြုမယ်ဆိုပြီးတော့အတည်ပြုထားပါတယ်။ ရှိုင်းယူနိုက်တက်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ကဂျမန်နက်ရှင်နယ်လိဂ်ကပြိုင်ပွဲရဲ့ဘလူးဘွဲဖြစ်ဇူလိုင်လ6ရက်နေ့မှာရှင်မြန်ကစားတော်မှာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းက CV Finals မှာရန်တော်ဝင်လာတဲ့အသင်းကို3-1ဂိုးနဲ့အနိုင်ရရှိပြီးတော့ Finals ကိုတက်ရောက်လာခဲ့သလိုရှိုင်းယူနိုက်တက်အသင်းကလည်း CV Finals မှာ AU United အသင်းကို2-0ပြတ်အနိုင်ရရှိခဲ့ပြီးတော့ Finals ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ အရာဝတီယူနိုက်တက်အသင်းကောင်းဆောင်ကျော်စင်လင်ကမြန်မာလီဖလာဆင်မီဖိုင်နယ်ပွဲစဉ်ပြီးမှအသင်းနဲ့နှစ်ဦးသဘောတူလမ်းကွဲခဲ့ကြောင်းသိရှိရပါတယ်။ကျော်စင်လင်ကယခုနှစ်ရာသီပြည်တွင်းဘောလုံးပြိုင်ပွဲအတွက်ပြည်တွင်းကလပ်အသင်းများရဲ့ကလန်မှုချုပ်ကိုရရှိထားပြီးတော့အသင်းကြီးတသင်းကိုပြောင်းရွှေ့ကစားသွားမည်ဆိုပြီးတော့ကနဦးတင်ရရှိထားပါတယ်။အခုတင်ဆက်မှုလေးကိုအလုံးပဲကျန်နေတဲ့ဆိုရင် Subscribe Line Company ပြုလုပ်တော့ပြခဲ့ကြပါနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံးရကြပါမယ်။အားလုံးကျေးဇူးများတင်ပါတယ်။